မင်္ဂလာပါရှင်ရန်ကုန်ကက်သစ် channel နောက်ဆက်ရသတင်းကိုတင်ဆက်ပေးပါမယ်ရုရှားရောက်မေအောင်လိုင်းကနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်လို့ရတဲ့ဖြင့်အာကာသစူးစမ်းလေးလာရေးအတွက်ကြိုးတို့လွတ်တွန်းလို့ပြန်မြန်မာနိုင်ငံမှာနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်လို့ရတဲ့ဖြင့်အာကာသစူးစမ်းလေးလာရေးအတွက်ကြိုးတို့လွတ်တင်လို့ရတဲ့အတွက်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရင်မေအောင်လိုင်းကဆွေးနွေးခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်နေတယ် စတေမာနန်ဆက်လေးကနေ29ရက်နေ့ဒီရုရှားကိုထွန်းအောင်လျော်မြောင်းလိုက်ကမြန်မာနိုင်ငံမှာနျူကလ িয়ার ခြေကံတပ်ပေါင်းဖို့ခြေကံလျက်စစ်တာပေးစံုံဒေဆောင်နိုင်အကူညီပေးရန်ရုရှားကိုကူညီတောင်းခံတဲ့ပြင်အာကာသနေပညာစုစမ်းလေးလာတဲ့အတွက်ဂျိုရုလွတ်တိုင်ကိစ္စရပ်တွေကိုပါရုရှားနဲ့ဆွေးနွေးကြောင်းသိရတယ်။မြန်မာလိုက်ကရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation Roscosmos ညွှန်ကြားရေးမှူးချုပ်နဲ့စတင်ပါလ26ရက်နေ့တွေ့ဆုံစဉ်အာဂတစူဇက်လေးလိုင်းနဲ့အသုံးပြုမှုနယ်ပယ်မှာပူပေါင်းဆောင်ရွက်ဆိုင်ရာကိစ္စရပ်တွေဂျိုရုလွတ်တွေဆိုင်ရာကိစ္စရပ်တွေ အာကာသနည်းပညာနဲ့သက်ဆိုင်တဲ့ပညာတော်သင်သင်တန်းသားတွေဇေလွေဆိုင်ကိစ္စအတင်းနဲ့ဆွေးနွေးကြောင်းသိရတယ်။ရှင်တော့အာဂါဒါစူဇန်လေးလိုင်းနဲ့အုံပြမှုနယ်ပယ်မှာပူပေါင်းဆောင်ရွက်ဆိုင်သဘောတူညီချက်တွေကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ Straight Space Corporation Roscosmos မြန်မာအာဂါဒါအေဂျင်စီမှုဆောင်ကျော်ဒရိုက်တာဆိုမြန်မာတို့ကမေအောင်လိုင်းရှင်မောင်မှလက်မှတ်ရေးထိုးခဲ့ကြောင်းသိရတယ်။ မင်းအောင်လိုက်ပြောဆိုနေတဲ့နျူကလ িয়ার တပ်ပေါင်းပေါ်တိစောက်ရဲနဲ့ကျတို့လွတ်တော်ရင်မအမေရိကန်ဒေါ်လာရာခိုင်နှုန်းကနေဘီလီယံတိကုန်ကြနိုင်ပြီးလစဉ်ထိန်းသိမ်းကနေလက်ပတ်ကတွေမှာလည်းအမေရိကန်ဒေါ်လာတန်းဆယ်ကနန်းချီရှိကြောင်းနိုင်ငံတကာကတွက်ချက်ထားကကုန်ကြစိတ်စင်စရာရသေးရတယ်။မင်းအောင်လိုက်ကမြန်မာနိုင်ငံမှာရုရှားရဲ့ကုညင်နဲ့မကာဝတ်130တိစာနျူကလ িয়ার တပ်ပေါင်းပေါ်တိစောက်လို့ပြီးတော့ရင်းနျူကလ িয়ার တပ်ပေါင်းပေါ်ကိုမကာဝတ်330တိတိုးချက်တိစောက်ရန်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားခဲ့တယ်။ မဂါဝတ်130နျူကလ িয়ার သေးစားတပ်ပေါင်းမှုတစ်ခုတည်ဆောက်ရေးမှာနည်းဆုံးအမေရိကန်ဒေါ်လာတန်ရာချီမှာ1ဘီလီယံကျော်ကုန်ကြပြီးလောက်စင်ထိန်သိမ့်လဲဘက်ကဒေါ်လာ2တန်းအထက်မှာရှိနေကြ။နိုင်ငံတကာကတွက်ချက်ထားကကိန်းကနဲချက်လက်တွေရသေးရတယ်။ရင်းပြင်အကာတာတဲကိုဂျိုဒူးလွတ်တွေရေးမှာလဲအမေရိကန်ဒေါ်လာ30ကနန်းကနေတန်ရာချီတည်ကုန်ကြကြောင်းသိရတယ်။ဆလဘီကမ်ဘလူနဲ့စာလင်ကြီးရှိရက်စကပါဝေးစက်တက်ဆွဲထားတဲ့နေရာတွေကိုဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ဖို့စက်တက်ဘက်ကတိုက်ခိုက်ဖို့ရှိ စကိုင်းနိုင်ငံလူမျိုးနယ်မှာဂျပန်စစ်တပ်တပ်ဆွဲထားနေရတဲ့ကိုဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြောင်း F1 ဖွဲ့တော်ဝင်ရှိသူကပြောတယ်စတေမာ25နှစ်မှာကမ်ပလူမျိုးနယ်ရှေ့ပေါ်မြစ်ကျေးနားလမ်းပိုင်းရှိငပြောတိုင်းရွာမှာတိုက်ကြတပ်ဆွဲထားတဲ့ဂျပန်စစ်တပ်ကို F1 ဖွဲ့ကဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့တယ်ရဲတပ်ခိုက်မှုတွေဂျပန်စစ်တပ်ကထိခိုက်သေးဆုံးမှုရဲ့အတွက်ကိုတိပြုတ်နိုင်ခြင်းမရှိသေးပဲဒေါ်လာတစ်ပွဲတွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ် ရဲတိုက်ခိုက်မှုတွေဒေါ်လာတက်ဖွဲ့တွေဘက်ကငွေကျပ်သိန်း80တန်ဖိုးရှိ drone တစ်စီးဆုံးရှုံးပြီးဒေါ်လာပြည်သူတွေပူပေါင်းပောင်းရလူတန်းပေးကြရင် F1 ဖွဲ့ကမြေတားရက်ခံနေအလားတူသခိုင်းနိုင်စားလင်းချင်းမြို့မှာရဲစခန်းနဲ့စစ်တပ်ထိုင်ကြားတပ်ဆွဲထားနေရတဲ့ကိုလည်း drone နဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြောင်းစားလင်းချင်းမြို့နယ်လက်ရောက်တဲ့ဘက်ကဖတာဝန်ရှိသူကပြောတယ်။ ဇန်နဝါရီ24ရက်နေ့မှာစာလင်းချင်းမြို့မှာရဲစခန်းနဲ့ဂျက်ဖက်စစ်တပ်တိုက်ကြတဆွဲထားနေရာကိုတော်လည်ရဲဘော်တွေကဒရုန်းနဲ့ပေါ်ကြတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေဂျက်ဖက်စစ်တပ်ဘက်ကတိုက်ခိုက်မှုရှိတော့လဲရဲတပ်ကအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လည်ရဲဘော်တွေတိုက်ခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆလပြောဝိုင်းမော်တိုက်ပွဲခါမှာ318တိုင်မှုတိုက်ဆုံကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်လက်မြတ်ဒေသတိုက်ပွဲမှာစစ်ကောင်စီဘက်ကတိုက်မှုအစဉ်ရရှိတိုက်ဆုံခဲ့လို့ကချင်တရဲမြစ်တွေကပြောတယ် ကစင်လလဲ့အတမ်တော် KI တင်ထားတဲ့ကပိုက်တီဒေတာကိုပြရဖို့စစ်ကောင်းစရာဝိုင်းမော်လက်မြက်ဘက်ကထိုးစစ်ဆင်နေရဖြစ်ပေမဲ့ရှင်မတွုံးနိုင်မဲ့လက်မြက်ဒေတာမှာတိုက်ပွဲတွေကာလရှည်ဖြစ်ပွားနေရ။မြောက်ပိုင်းနိုင်စစ်ဌာနချုပ်လက်အောက်ကတနိုင်းမြို့မှာခြေဆိုင်တဲ့အမှတ်တော်38ကျွင်းမြတ်တရင်ခမသွား38ရဝိုင်းမော်မြို့နယ်ကိုရောက်နေတဲ့ဒီကနေ့ညနေပိုင်းမှာလက်မြက်ရွာကရှေ့တန်းစကန်ကိုတရင်မှုစစ်ဆေးစင်မှာပြစ်ကတ်ခံရတာဖြစ်တယ်လို့ဝိုင်းမော်ဒေတာကန်တဲ့မြေကပြောတယ်။ဒါအပြင်ဗမာမြို့မှာအနာသိစစ်တပ်ကတက်မတော်စစ်စဲလာလို့တိုက်ပွဲတွေဖြစ်ပွားနေကြကချင်စစ်တပ်တွေမြေကပြောပါတယ်။ ပြေခဲ့ရပိုင်းနေကြတဲ့ခါစစ်ကောင်စီတပ်ကဒုစစ်ဆေးလာလို့တိုက်ပွဲဖြစ်ပွားနေရလို့သတင်းမြစ်ကပြောပြီးစတင်မာ25ညနေပိုင်းတိုက်ပွဲမှာစစ်တပ်ထိနာခဲ့လို့ဆိုတယ်။ကြောင်မင်းမြို့နယ်မှာတိုက်ပွဲဖြစ်တဲ့နေပြည်တော်ဗတ်ဒီကိုင်မှုရှိ UTN နဲ့လည်းပြောရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းမြို့ကိုဒုစစ်ဆေးနဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြည်တော်ဗတ်ဒီကိုင်မှုရရှိလို့ TNL လည်းပြောရေးဆိုခွင့်ရှိသူလူရဲကပြောတယ်။စစ်ကောင်စီတပ်ကကြောင်မဲမြို့စီကိုအင်အား900လောက်နဲ့စစ်ကြောထုတ်နေပြီးလက်တလုံးမှာကြောင်မဲမြို့နယ်ကနာခံတဲ့စကန်တာကြီးအရင်မှာတိုက်ပွဲပြင်းထန်နေရလို့ဆိုပါတယ်။ ကြောင်မင်းမြွနဲ့ရှင်းမိုင်ကန်ကွာကစကန်တာကြာနေမှာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်ကဝိုင်တွဲလေနဲ့စတိုက်ပုံကျနေရာကြောင့်မြို့ပေါ်ကဒေသခံတွေဘေးလွတ်ရာမြန်ရှောင်ကြဖို့လဲလူမျိုးပေါ်တွေကတိုက်တော်ကြတယ်ဆရာပေရွာငယ်ဆစ်ရှောက်စကန်ပေါ်တောက်ပြိုကြပြီးကလင်းငယ်ပါဝေးစဲဥသေးသောရွှေပြည်နယ်တောင်ပိုင်းရွာငယ်မြို့နယ်မှာဆစ်ရှောက်စကန်တခုပေါ်တောက်ပြိုကြလို့ကလင်းငယ်ရဲ့ပါဝေးဆစ်ရှောက်ဖြစ်သူစဲဥသေးသောကဲလို့နှစ်တနုပြေကာကွယ်အမျိုးသားကာကွယ်တက္ကသိုလ်ကနေမှတောက်ပြန်နေ အရေးဖြစ်စရာစတေမ24ရက်ကဖြစ်ပွားခဲ့ပြီးအသက်တနစ်ကိုရဲတမိငယ်လေးတောင်က9နှစ်နဲ့10နှစ်ရာဇာလေးငယ်လေးတွေပါဝင်တက်လက်ပိုင်းနဲ့65နှစ်ရွယ်ထိပါဝင်ဆစ်ဆောင်ဆဲဦးတည်ဆောင်ခဲ့တာပါ DSND ရဲ့တော့ပြကြကြအသေးဆုံးတွင်မှ9နှစ်10နှစ်22နှစ်55နှစ်နဲ့60နှစ်အမျိုးသားတွေနဲ့အသက်တနစ်ကိုရဲ24နှစ်36နှစ်48နှစ်နဲ့65နှစ်ရွယ်အမျိုးသမီးတွေဖြစ်တယ်လို့ဆိုတယ်ဆေးရှောင်နေသူတို့ပေါ်တောင်မျိုးကြောက်လာဖြစ်ပြီးတေဆုံသွားသူတွေရမိသားစုဝင်တွေဖြစ်တယ်လို့ DSND ကတာဝန်ရှိသူကပြောတယ်။ ဆလဘီမြောက်လိုင်းနဲ့ပူတင်တမန်တွေ့ဆုံအာနာသိန်းစစ်ကောင်းဆောင်မြောက်လိုင်းကိုရုရှားသမ္မတဗလာဒီမာပူတင်ကလက်ခံတွေ့ဆုံမှုကိုရုရှားသမ္မတအင်တော်ဖြစ်တဲ့ခရမလင်နန်တော်ရဲ့တရားဝင် website ကဖော်ပြခဲ့တဲ့မနေ့ကပူတင်နဲ့မြောက်လိုင်းတို့ကခရမလင်နန်တော်မှာတွေ့ဆုံပြီးတန်တမန်ရေးကာကွယ်ရေးဆိုင်နဲ့ယင်းနှမြုံနယ်မှုဆိုင်ပူပေါင်းဆောင်မှုတွေကိုဆွေးနွေးခဲ့ကြောင်းရုရှားဘက်ကထုတ်ပြန်ပါတယ်ဝါအော်တိုမက်တစ်ဝီက2035 forest ဆက်ဆက်အစီအစဉ်ဖြစ်သူတို့နဲ့တွေ့ဆုံခဲ့ကြလို့ရုရှားကဆိုပါတယ် ဆက်လက်ပြီးတိရာရုံွယ်ဖြူစောတွေကမြို့သမီးချောက်ကိုအုပ်စုဖွဲ့အဓမ္မပြုခြင်းမန္တလေးတိုင်းတောင်သာမြို့နယ်ရုံးစီကြီးကျေးရွာမှာတက်ဆွဲထားတဲ့တိရာရုံွယ်ဖြူစောတွေကတက်မပြည့်သေးသူနဲ့တက်ကြီးရွယ်တွေအပေါင်းဝင်အမျိုးသမီးချောက်ကိုအုပ်စုဖွဲ့အဓမ္မပြုခြင်းခဲ့လို့ဒေသခံတွေကပြောပါတယ်ရုံးစီကြီးရာကိုစတင်ပါလဆက်ကတိရာရွမွေပြူစောတိဆက်ကြောင်းဝေရောက်လာပြီးနောက်စတင်ပါလဆက်တရက်ကစားလို့ရတယ်မှာပြူကျဲခဲလို့ဒေတာကတက်ဟုကပြောတယ် အဲဒီစစ်ကြောင်းကပဲကြေးရတဲ့ကဒေသခံမျိုးသားနှုတ်ကိုလည်းတက်ပြတ်သွားတယ်လို့သိရတယ်။တက်ပြတ်ကြရသူနှုတ်ရဲ့အသေးစိတ်ချက်လက်တွေကိုမသိရသေးပဲ။တွင်မှာ၁၈ဆက်ရှိရတွင်မှာတက်ပြတ်ကြရဖြစ်နိုင်ပြီးနေမြင့်ရှင်းချိန်မှာလောင်းနေတွေ့ရလို့ဒေသခံတအုပ်ကပြောပါရယ်။ဆလပြောကရင်ပြည်နယ်ကမြို့နယ်တောင်ကိုပါသွားလာကြိကတဲ့စစ်ကောင်စီရဲ့တရေပိတ်တလန်နဲ့ကိုစိုးလုံးလိုက်တဲ့သူကိုဖက်စီဘုတ်ကရင်ပြည်နယ်ထဲကမြို့နယ်တောင်ကိုမှာသွားလာကြိကတဲ့ပြည်စစ်ဆေးမှုရုံးမယ်လို့မြို့နယ်အုပ်ချုပ်ရေးကော်မတီကဒီနေ့ကနေမှထုတ်ပြန်နေတယ်။ ကင်းနီပြည်နယ်မှာဆဲပြင်းထန်လာမှုနဲ့စစ်ကောင်စီကလုံးဝရွေးကောက်ပွဲအောင်နိုင်ဆက်လျင်ပြီးမတမသူစစ်ကောင်ရှင်တက်တလက်ကိုစိုးလူနိုင်တွေကပြည်သူလူထုတပ်ဝေးစီစိတ်လုံးကြောင်းနဲ့ရက်ရွာအေးချတားရိုက်တိုက်ခိုက်အောင်လှုပ်ဆောင်လာလို့ဆိုတယ်ဒါကြောင့်နမ်မကုံလိုင်းနမ်ဖဲလိုင်းနမ်ပါနဲ့ဒီပေါင်းခုမြို့နယ်တွေလောက်ကျွေးဆောင်ရပုံမြို့နယ်အောက်ကျွေးပူပေါင်းကော်မတီဝင်တွေကစီဝေးပြုလုပ်ခဲ့လို့အသိပေးတယ်။စေရရသွားလာလို့ရှာတဲ့ပုံအနေနဲ့ရေးပေါ်ကျဲမိုင်းနိုင်လိုအပ်ချက်ရသွားလာမယ်သူတွေကလွယ်လို့ဘသူကမစို့ညာ9နိုင်ကနေမနက်6နိုင်တင်သွားလာမလို့ပုံကန့်သက်ထားတယ်။ ဆက်လက်ပြီးကစားထားချက်ကိုစစ်တပ်ပြတဲ့နေ့ပြတော့လော်ကျော်ရင်းနဲ့စစ်စင်တွေကိုတောင်းယူတဲ့အမတ်ကြောင့်စစ်စင်တွေတပွဲကိုအနာသိစစ်တပ်ကပြတ်သိမ်းလိုက်တယ်လို့သိရတယ်။စတင်မလော့ပထမဘက်ကပြတ်သိမ်းလိုက်တာဖြစ်ပြီးလက်ရှိမှာကစားထား1 2 3 4 5တို့ကိုရွေးကောက်ပွဲမတိုင်ခင်စစ်ရေးရှင်မြင်ပုံညွှန်ကြားချက်တွေရှိနေလို့စုံစမ်းသိရတယ်။မပြတ်သိမ်းခင်ကအမှတ်ကြောင်စစ်စင်တို့ဖွဲ့မှုမှာဒုတိယဗိုလ်ချုပ်ကြီးနေလျောင်ဖြစ်ပြီးသူ့ကိုအမှတ်တစ်စစ်စင်တို့ဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်တဲ့ စီဗီယန်တက်မတော်ရှိအရာရှိတအုပ်ဖြစ်တဲ့ကိုနာယုကတော့ကစားထား၆ကအပေါ်တက်တက်ထားတာဆိုတော့လက်ရှိချိန်နေရာကစားထားတွေပြန်နေပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်မယ်လို့မှတ်ချက်ပြုတယ်။ကစားထား၆တာဝန်တွေကတော့ကစားထား၅ကတာဝန်ရမယ်လို့သိရတယ်။ဒါကြောင့်နေပြီးတော့လုပ်ကြေးကိုကစားထား၅မှုဖြစ်လာတဲ့ဒုဗိုလ်ချုပ်ကြီးကိုကတာဝန်ယူရမှာပါ။ဒုဗိုလ်ချုပ်ကြီးကိုကကစားထားတင်မှုတာဝန်ယူခဲ့သူဖြစ်တယ်။ကစားထားတော်မူကအရင်တိုင်းဒုဗိုလ်ချုပ်ကြီးဒေသချုပ်ဖြစ်ပြီးကစားထားလေးမှုနေရာမှာလည်းအပြောင်းလဲမဖြစ်ပဲဒုဗိုလ်ချုပ်ကြီးညွန်ဝင်းစွေပဲဆက်လက်တာဝန်ယူထားလို့သိရတယ်။ စစ်တပ်ကာကွယ်ရေးမှစစ်စင်ရေးဒုဖွဲ့မှုတွေဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးကာကွယ်ဦးစီးချုပ်ဒုတိယကာကွယ်ဦးစီးချုပ်နဲ့ညှိနှိုင်းကွပ်ကဲမှုတွေတောင်းနောက်မှာရေးပါသူတွေဖြစ်ပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။